2019နောက်ပိုင်းအရှိဆုံးဆုံးကမ္ဘာ့တန်လိုက်စက်ကွင်းမုံတိုင်းကြီးတစ်ခုကမ္ဘာ့ကို66နာရီကြာတိုက်ခတ်ခဲ့ပါတယ်။အခုနှစ်ဇွန်လအစပိုင်းမှာပင်ကမ္ဘာမြေကိုကမ္ဘာ့တန်လိုက်စက်ကွင်းမုံတိုင်း66နာရီအကြာဆက်တိုက်တိုက်ခတ်ခဲ့ပြီးဒါဟာ2019နောက်ပိုင်းတွင်အရှိဆုံးဆုံးတိုက်ခတ်မှုဖြစ်တယ်လို့သိရပါတယ်။ရုရှားသိပ္ပံအကယ်ဒမီရဲ့အာကာသသုတေသနအဖွဲ့အစည်းလက်အောက်မှာရှိတဲ့နေအောင်ကြီးနဲ့နက္ခတ္တဗေဒတက်ခွဲခန်းရဲ့ထုတ်ပြန်ချက်အရ ကဘာမီဟာခုနှစ်နှစ်ကျော်ကာလအတွင်းအရှိချောဆုံးတန်လိုက်မုံတိုင်းကိုမကြောင်သိမိကကြုံတွေ့ခဲ့ရပြီးအဆိုပါမုံတိုင်းဟာစုစုပေါင်း66နာရီကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။2025ခုနှစ် American Standard Day ဇွန်လ1ရက်မနက်9နာရီ46မိနစ်မှာစတင်တိုင်းတာရရှိခဲ့တဲ့ဒီတန်လိုက်စက်ကွဲမုံတိုင်းဟာ G4 အဆင့်ရှိအလွန်ပြင်းထန်တဲ့အဆင့်ကိုကျော်လွန်ပြီး G5 နီးပါးအထိရှိခဲ့တယ်လို့ဆိုပါတယ်။ တန်လိုင်းဆက်ကွယ်မုံတိုင်းတွေရဲ့ပြင်အားကို G1, G2, G3, G5 ဆိုပြီးသတ်မှတ်ထားကြပြီး G5 ဟာအပြင်းထန်ဆုံးအဆင့်ဖြစ်ပါတယ်။ဒီလိုပုံမှန်မဟုတ်ဘဲထူးခြားတဲ့တန်လိုင်းမုံတိုင်းဖြစ်ပေါ်လာတာကြောင့် American, Europe အချို့ဒေသတွေနဲ့ New Zealand စတဲ့နိုင်ငံတွေမှာတာမန်အားဖြင့်မြင်တွေ့ရခဲ့တဲ့ဩဒရာအလင်းနှံလို့ခေါ်တဲ့ကမ္ဘာဝင်ရုံစွန်အလင်းနှံတွေကိုမြင်တွေ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဘူမိတန်လိုင်းညွှန်ကိန်းတွေဟာ ပုံမှန်အခြေအနေဖြစ်တဲ့အစိမ်းအောင်စင်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့တက်ခွဲကင်းကပြောကြားတယ်လို့ရုရှားမီဒီယာတွေမှာဖော်ပြထားပါတယ်။